ုံမှ905ကားကြီးနဲ့တရားစွဲဆိုခံခဲ့ရပြီးဒီကနေ့မှပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်တဲ့တရုတ်ဆောင်ခိုင်တင်းကြီးရဲ့ခင်မုံဖြစ်သူကိုခန့်နိုင်မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာတော့ပုံမှန်905ကကြီးနဲ့တရားစွဲဆိုခံထားရသူတွေနဲ့အကျဉ်းကျခံထားရသူပေါင်းများစွာကိုလူငယ်ချမ်းသာခွင့်နဲ့လွတ်ပေးခဲ့တာဖြစ်ပြီးထိုအထဲမှာမှတရုတ်ဆောင်ခိုင်တင်းကြီးရဲ့ခင်မုံဖြစ်သူကိုခန့်နိုင်လဲပါဝင်ခဲ့တာဖြစ်ပါတယ် ခိုင်သိန်းကြီးဟာ၄နှစ်ကျော်၅နှစ်နီးပါအကျဉ်းချခံနေရတဲ့ခင်မုန်းဖြစ်သူအမျက်ဆုံးလွတ်မြောက်လာဖို့အတွက်နှိစင်နဲ့အမျှဆူတောင်းမျှော်လင့်နေကြရတာဖြစ်ပြီးဒီကနေ့မှာတော့သူမရဲ့မျှော်လင့်ချက်တွေပြေဝခဲ့ပြီးမိသားစုတွေပြန်လည်ဆုံတွေ့ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်ခိုင်တဲ့ကြီးကတော့ဒီနေ့ဟာသူမဘဝမှာအပျော်ရွှင်ရဆုံးနေ့လေးတစ်ရက်ဖြစ်ပါတယ်ဆိုပြီးတော့လေလူမှုကွန်ရက်ကနေဖော်ပြထားတာလည်းဖြစ်ပါတယ် တိုက်တိုက်ဆိုင်ဆိုင်မဲမနေ့ကနိုဝင်ဘာလ26ရက်နေ့ဟာကိုခန့်နိုင်နဲ့တရုတ်ဆောင်ခန့်တင်းကြီးတို့ရဲ့တဦးတည်းသောသမီးဖြစ်သူစန်ထိတ်တာဦးရဲ့အသက်23နှစ်ပြည့်မွေးနေ့လေးဖြစ်ခဲ့ပြီးသမီးလေးရဲ့မွေးနေ့ပွဲပြီးနောက်ရက်မှာခင်မုန်းဖြစ်သူ ပြန်လည်လွတ်မြောက်လာလို့ခန့်တင်းကြီးကတော့ပျော်ရွှင်ဝမ်းသာမဆုံးဖြစ်နေကြတာလည်းဖြစ်ပါတယ် ဒီကနေ့နိုဝင်ဘာလ29ရက်နေ့မှာတော့ပုံမှန်905ကားကြီးနဲ့ထောင်နှံကြခန့်နေရသူ385ဦးကိုပြစ်ဒဏ်လွဉ်ငိမ်းချမ်းသာခွင့်ပေးခဲ့ပြီးတရားရင်ဆိုင်နေရစဉ်9580ဦးကိုလည်းအမှုပိတ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ကြီးညိုပြက်စီမှုပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရပြီးပြည်ထောင်ကြာခံနေရသူ2362ဦးကိုကြာခံရန်ကြန့်ရှိနေသည့်ပြည်ထောင်များအားရှော့ပေါ်ကလူငယ်ချမ်းသာခွင့်ပေးလိုက်ကြောင်းမနေ့ကနိုဝင်ဘာလ26ရက်နေ့ည8:00နာရီမှာနိုင်ငံပိုင်သတင်းမီဒီယာကနေ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ် အလားတူပုံမှန်905ကားကြီးဖြင့်ပြည်ထောင်ကြာခံနေရသူ924ဦးကိုလည်းနောက်ထပ်ပြစ်မှုထပ်မံကျူးလွန်ပါကကြာခံရန်ကြံရှိနေသည့်ပြည်ထောင်များအားဆက်လက်ကြာခံမည်ဟုသည့်အစီကံချက်ဖြင့်ပြည်ထောင်များမှလူငယ်ခွင့်ပြုခဲ့ကြောင်းသိရပါသည်။ ထို့ပြင်ပုံမှန်905ကကြေးဖြင့်အမှုဖွင့်ခံထားရပြီးထွက်ပြေးတိမ်းရှောင်နေသည့်အတွက်ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်912ဖြင့်တရားစွဲဆိုခံရသူ9580ဦး၏အမှုများအားပိတ်သိမ်းခဲ့ပြီးအမှုမှလွတ်မြောက်ရန်အတွက်လည်းအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါသည်။